ပြိုင်ဆိုင်မှုပြင်းထန်ပြီးအရေးပါတဲ့လွှတ်တော်ရွေးကောက်ပွဲမှာဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ဒုတိယသမ္မတဆာရာဒူတာတေရဲ့မဟာမိတ်တွေအလားအလာကောင်းမယ်လို့မျှော်လင့်ရပြီးနောက်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကဒူတာတေမိသားစုနဲ့ပြန်လည်ရင်ကြားဆက်ရေးလမ်းဖွင့်ထားတယ်လို့ပြောပါတယ် ပြီးခဲ့တဲ့မေလ19ရက်က Facebook စာမျက်နှာမှာပေါ်ပြထားတဲ့ဗီဒီယိုဖိုင်နဲ့တမရမာကိုစ်ကသူ့အနေနဲ့ရန်သူတွေထက်မိတ်ဆွေတွေကိုပဲပိုအလိုရှိရလို့ပြောဆိုထားပါတယ်။တမရမာကိုစ်ဟာသူ့ရဲ့လက်ကျန်ယာရုတက်တန်း3နှစ်အတွင်းအကောင့်ထဲပေါ်မဲ့ကိစ္စရက်တွေကိုရုံလုံးပေါ်လာဖို့ကြိုးပမ်းနေပါတယ်။ နိုင်ငံရေးအင်အားကြီးမိသားစုနှစ်စု2022ခုနှစ်မှာပူးပေါင်းပြီးရွေးကောက်ပွဲဝင်ရမှာမိသားစုနှစ်ခုစလုံးအောင်မြင်ခဲ့ပြီးနောက်လူသိရှင်ကြားပရိပခါဖြစ်ပွားခဲ့ပြီးသမရမာကိုစ်ကဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့လမ်းဖွင့်ထားတယ်လို့ပြောကြားလာတာဖြစ်ပါတယ်။ဒုတိယသမရဆာရာဒူတာတေးဟာဆွဆွဲဖြစ်တင်မှုတွေနဲ့ရင်ဆိုင်နေရပြီးနိုင်ငံရေးရာထူးရယူမှုကနေတားမြစ်ခံထားရတာကြောင့်သူရဲ့2028သမရရွေးကောက်ပွဲဝင်ပြိုင်မဲ့အစီအစဉ်ပြတ်ပြဲသွားနိုင်ပါတယ်။ သူရဲ့ဖခင်သမရဟောင်းဒူတာဒေဟာဒီဟိတ်မျိုးနိုင်ငံတကာရာဆွတ်မှုတရားရုံးမှာဖမ်းဆီးခံထားရပေမဲ့သူရဲ့မွေးရဲမျိုးဒါဗောင်မျိုးတော်ဝန်ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရထားပါတယ်။မေလ12ရက်ရွေးကောက်ပွဲမှာမာကုတ်ရှင်မဟာမိတ်တွေအနိုင်ရမယ်လို့မျှော်လင့်ရပေမဲ့ဒူတာဒေမိသားစုရဲ့မဟာမိတ်တွေလည်းအခြေအနေကောင်းနေတာကြောင့်လွှတ်တော်ထဲမှာအင်အားပြန့်ညှိရနိုင်တဲ့အခြေအနေနဲ့ကြုံနေရတာပါ။ တမရမာကော့စ်ကိုလှုပ်ကြံတက်ဖြတ်ဖို့လူသက်သမားတွေနဲ့ပြောဆိုထားပြီးဖြစ်တယ်လို့ပြောကြားခဲ့တဲ့ဆာရာဒူတာဒေးအပေါ်ဆွဆွဲပစ်တင်မှုဟာသူနဲ့မသက်ဆိုင်တယ်လို့တမရကပြုမှုနေပြီးဆွဆွဲပစ်တင်ရေးကလှော့တော်နယ်ပဲသက်ဆိုင်တယ်လို့ပြောထားပါတယ်။